တခါတရံဘဝမှာဘာလို့လို့အစင်မပြေနိုင်သေးတာပြဿနာအခက်ခဲလေးတွေရှိနေတတ်တာအခွင့်အလမ်းကလေးတွေပိတ်ဆို့နေတတ်တာစသဖြင့်ဘဝရဲ့အမှောင်ရိပ်ကျတဲ့အပိုင်းတွေရောက်နေတတ်တဲ့အချိန်ခါလေးတွေရှိတတ်ပါတယ်အောင်မြင်မှုတွေမေးမိန်သွားတာရင်းနှီးမြှုပ်နှံထားတာတွေဆုံရှုံသွားတာရမယ်လို့မျှော်လင့်ထားတဲ့ အချူးမြက်တွေမရနိုင်တော့တာကိုချစ်ခင်တန်မိုးထားတဲ့သူတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတာစသဖြင့်အစိုးလောကရန်တွေနဲ့ရင်ဆိုင်ရတဲ့အခါဘဝတစ်ခုလုံးအတိတ်ပဲကင်းမဲ့သွားသလိုမှောင်အတိတ်ကျသွားသလိုခံစားရနိုင်ပါတယ်တချို့ကစိတ်ဓာတ်တွေကျပြီးဘာဆက်လို့ရမှန်းမသိပဲအမှောင်ထဲမှာရက်နေမိတတ်ပါတယ် အမောင်ဟာလူရဲ့စိတ်ကိုခြေမွအေးဆက်စေတာကို အမောင်ဟာစိတ်တက်ကြွထက်သန်မှုတွေကို ဆုပ်ယူပစ်လိုက်သလို မျောလင့်ချက်တွေမေးမိန်စေပြီးရှေ့ခရီးဆက်ဖို့ကိုမဝင့်မရေတွန့်ဆုပ်စေတာကိုတကယ်တော့မှောင်နေသေးလို့သာဘာမှမမြင်ရတာပါ အမောင်ထဲမှာရက်တက်အရှုံးပေးလိုက်ရင်ဒီနေရာကနေ ခရီးရောက်နိုင်တော့မှာမဟုတ်ပါဘူးအမောင်နှင်းမှာပဲတရွေ့ရွေ့စန်တဝါဝါခရီးဆက်နေရမှာဖြစ်ပါတယ်ခလုတ်ကသင်းတွေတိုက်လဲခြင်းလဲမယ်စူးညောင်တွေလဲစူးခြင်းစူးလိမ့်မယ်မမြင်မကန်းတဲ့ကြောက်ကဘာတွေလဲမတော်တဆကြနိုင်သေးတာပဲဒါပေမဲ့ခြေလှမ်းနေတဲ့ရွေ့ခရီးတစ်ခုစီတော့သွားနေတာပါပဲ အမှောင်ဆိုတာတစ်ချိန်လုံးမှောင်နေလို့မှမရတာတစ်ချိန်မှာလင်းချင်းလာအောင်မှာပဲအရေးကြီးတာကကျမတို့ရဲ့စိတ်တွေမှောင်မသွားဘူးပါ စိတ်ဆိုတဲ့အရာကမျောလင်းချဲဆိုတဲ့အလင်းနဲ့သာထွန်းညှိထားရင်အပြစ်လောကမှာဘလောက်မှောင်မှောင်ကိုယ့်ရဲ့စိတ်ကလင်းချင်းတောက်ပနေမှာတည်ကြပါရဲ့ ဒါကြောင့်အပြစ်မှာဘလောက်ပဲမှောင်ပါစေ ကိုယ့်ရဲ့စိတ်မမှောင်မှုအရေးကြီးပါတယ်အမှောင်ထဲမှာစိတ်ပြက်အားလျော်စွာမရက်တန့်လိုက်ဖို့လိုပါတယ်တရွေ့ရွေ့သွားနေတဲ့ရွေ့ခရီးကတော့ရောက်နေမှာပါပဲလုံးဆရာရှိတာတွေလုံးတင်တာလေးတွေလုံနေရင်းနဲ့အစင်မပြေသေးတာတွေအခက်ခဲတွေအမှောင်ထုတွေကို ဖြတ်ကျော်ရင်ဆိုင်လာတဲ့အခါအဲ့ဒီအနောက်အရှက်အတားအဆီးတွေဟာလည်းတည်ငါခဏပါပဲဆိုတော့သတိထားမိလာပါလိမ့်မယ်ဘဝဟာအမြဲတမ်းမှောင်မနေပါဘူးလင်းတစ်ခါမှောင်တလဲပါအမြဲတမ်းလေးရှုံးနေမနေပါဘူး။နိုင်တခါရှုံရှုံတလှဲ့ပါပဲ။အမြဲတမ်းလေးခက်ခဲမနေပါဘူး။ လွယ်တကာခက်တလှပါပဲတဘာဝတရားကသူ့အလှဲ့နဲ့သူ တလှဲ့စီ ဖြစ်တကာပြက်တလှဲ့ပြောင်းလဲနေတာပဲဖြစ်ပါတယ်ဒါကိုသိထားရင်ဘဝမှာရုတ်တရက်မှောင်အတိကျသွားတဲ့အချိန်မျိုးမှာတုံလှုပ်သွေးပြက်မသွားပဲရင်ဆိုင်လိုက်ရုံပါပဲအမောင်ထဲမှာဘာလို့ရမှန်းမသိရက်တက်မနေပဲ ဆက်ပြီးရှောက်လန်းနေဖို့ပါပဲ။တရွေ့ရွေ့သွားနေတဲ့လမ်းဟာမှောင်နေစေဆိုပေမဲ့ဒါဟာစိတ်ထိခိုက်နာကျင်စရာတောကရီနဲ့ဝေးရစီသွားနေတယ်ဆိုတာကိုသတိထားမိဖို့လိုပါတယ်။နားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီစာပိုက်ကလေးအရောကျမရဲ့တောကနဲ့ဝေးရစီဆိုတဲ့စာအုပ်ကလေးကနေထုတ်နှုတ်ပြီးတော့ဖတ်ပြထားတာဖြစ်ပါတယ်။